အားလုံးပဲမင်္ဂလာပါခင်ဗျာကိုကြည့်ယူယူချင်တဲ့ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူထောင်မူချင်းသိဝင်းရေးတာထားတယ်ရင်ခဲတော်နေတပွဲစားမှုဆိုဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးကို အမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe တွေလောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာ ျွန်ုပ်တော်ဝန်ထမ်းဆောင်သည့်ကတားမျိုးမှာ အလွန်တရာตายာလှပပါရီကတားမျိုးကိုနောက်ခံထားပြီးတော့ဖက်ဆုတောင်းတန်းစိန်ညိုညိုကြီးကမြို့ကြီးကိုကလနာတတ်ထားပါရီ AR မြေကန်ကိုအမိပြု၍တည်ထားသောကတားမျိုးအားမြင့်ရင်အတွင်းကမျောကြည့်လိုက်တဲ့ပို၍ตายာပါရီမြို့ပကန္နလန်တွင်ကတားမျိုးဤကြက်သေးဆောင်မဟာလေးဓာတ်စီတော်မြစီတည်နေ ရွှေကူကြီးဖျားတော်ကိုရွှေအောင်တုံးဝင်းနေကြီးညိုဘွေရဖူးတူရပါ၏။ထို့ပြင်စိတ်ကနိုင်မတော်များလေများခီးသက်တင်သိမောများလည်းစိုက်ကထားသည်ဖြင့်ညနေစည်းစားတွင်လွန်စွာမှစီကားตาရလက်ပါပါ၏။ရှေ့အခါကကတာမြို့ကိုကန်းသားဟုခေါ်ခဲ့ကြပါ၏။ရှမ်းမသာစကားပြီးကတ်စားဟုခေါ်ပါ၏။ကတ်စားဟုသည်အတိတ်ပဲမှာ မိုင်းသာဈေးမျိုးဟုအတိပေးရပါတယ်။ကသာကြားမျိုးဟုလည်းခေါ်တွင်ခဲ့ကြောင်းသိရပြန်ပါ၏။မြန်မာတက်ကြရီ395ခုနှစ်တွင် ပကံပြည်အညောဓာမင်းစောတီခဲ့သည်ကင်းမျိုးကြီး43မျိုးနှင့်ကသာမျိုးသည်တမျိုးအပါဝင်ဖြစ်ပါ၏။ထိုစဉ်ကကင်းမျိုးများဖြစ်ကြသော မိုတာရင်းငယ်မျိုးတို့မှာမူယခုကတွင်ကသာမျိုးကြီးအနေ၌ရွာများအဖြစ်သာကြန့်ရှိနေပါ၏။ ကဘာမြို့ဤမြောက်မြတ်တွင်ကချင်ပြည်နယ်မိုးကြီးမြို့နယ်အရှိဘက်တွင် ရွှေကူမြို့နယ်နှင့်ရှမ်းပြည်နယ်မမင်းမြို့နယ်တောင်ဘက်တွင်ထီးချိုင်မြို့နယ်တို့ကဝမ်းရံနေသလိုအနောက်ဘက်တွင်လည်းအင်းတော်မြို့နယ်ကတည်ရှိနေပါသည်ကဘာမြို့ဟာစေညုပြောင်းနေသော မင်းဝန်တောင်နှံဖက်ဆုတောင်နှံကြီးနှင့်လွယ်ကူးတောင်နှံကြီးတို့ကကြောထောင်နောက်ခံဝန်းရံ၍မြောက်ဘက်မှာတောင်ဘက်သို့သွယ်တန်းပြီးတော့ တဘာဝအလတ်ဆင်တာပါရဲ့ကသာမျိုးမှာရေမြီတော်တော်စိတ်ဆန်းပေါ်၍ရာသီဥတုညီညွတ်မြတ်တာသောမြို့တစ်မြို့ဖြစ်ပါတယ်။တောင်းလန်းကြီးများနေစင်ကျင်ရှိုးများနေလေကျွန်းတင်ကရုံအင်းကញင်းရင်းမရမနေယုံစသောအဘိုးတော်တင်များက နေပြောက်မထူအောင်ပေါက်ရောက်နေကြပါတယ်။ရင်းသစ်တော်ကြီးများအတွင်နဲ့အဘိုးတော်သုံးဝင်သောဝဘိုးမျက်စံချင်း ဝါဖြူနင်းတင်ဝါကျတောင်းဝါဝနေဝရားများလေရောရှက်ပေါရောက်နေပြန်ပါလေမြို့နေအရှိပိုင်းအရာဝရီမြစ်ကြီးအရှိပဲကန်တွင်ရံရုံမတောင်းတန်းကြီးနှင့်ဆက်ဆံနေပါလေကုန်နေစင်ကျင်ရောတော်များနေမြေပြန့်တော်များနိုင်မူမက ရေချင်ရထေော်ပင်နေတစောင်းပင်များ နေရာမလပေါရောက်နေကြပါလေမြို့နေလေးပုံသုံးပုံမှာ က်တော်ကြီးများဖြင့်ဖုံးလွှမ်းနေပါသည်။ထို့ကြောင့်ကသမျိုးမှာရာသီဥတုညီညွတ်မြတ်တဟန်တူပါသည်။ကဏ္ဍတွင်ကျွန်တော်တို့၏တက်တော်ဘုတဲရှိပါသည်။တက်လုံငန်းတွင် inspecting ပုံဟုခေါ်သော ယူပုတ်ကလေးများလည်းရှိပါသည်။အရာရီမြင့်ကြီးတွင် အထက်အောင်စုံစမ်းသွားလာပြီးတော့တက်လုံငန်းများကို စစ်ဆေးရန်ဖြစ်ပါသည်။ကျွန်တော်တို့၏တက်လုံငန်းရုံးများကတော့မြို့နောက်ပဲတက်မတော့လမ်းတစ်ဖက်တစ်ချက်တွင်ရှိပါသည်။ ကျွန်တော်တို့အင်္ဂလိပ်များနဲ့တက်တော်လုပ်ငန်းဝင်အတွင်းနဲ့ရှိပါတယ်တက်တော်အရာရှိများလာရင်တက်တော်ဖို့တဲ့တွင် နေရာထိုင်ခင်းပြီးဧည့်ခံရပါတယ်ကသားမျိုးတွင်တက်လုပ်ငန်းသုံးဘူတဲ့နှလုံးရှိပါတယ်ကျွန်တော်တို့လည်းရန်ဖန်ရန်ခအသုံးပြုပါတယ်ကနလန်ဘူတဲ့အပြင်တခြားတစ်ခုမှာ ARE မြစ်ကြီးအရှိတ်ကန်းတွင်ရှိနေရင်ခဲကျိုးဝိုင်းတက်တော်ဘူတဲ့ဖြစ်ပါတယ်ကျိုးဘူတဲ့အနေနဲ့တက်လုပ်ငန်းသုံးရန်နေရာနေမတော်ရင်အလုပ်ယုံလည်းရှိပါတယ် တစ်တော်လုပ်ငန်းသုံးမတော်ရင်များထရှိရနေရလဲဖြစ်ပါတယ်အရှိဘက်တွင်ရင်ငယ်ကျူဝိုင်တော်ငအိုးနမဲကွန်ချောင်းစင်ကုံတစ်တော်ကျူဝိုင်များရှိပြီးတော့အဖိုးတန်တစ်မာများထွက်ပါတယ်အနောက်ကသာတစ်ထုတ်လော်ရီတွင်မြစ်စင်နေအင်းမော်နေမော်လူးနေနေဗမော်မြို့နယ်တို့ဖြစ်ကြပါတယ်စံချိန်မီတစ်မာများထွက်ရှိတော့ကြောင်းကသာမြို့မှာတစ်လုပ်ငန်းတွင်နေမဲ့ကြီးပါတယ်ကျွန်တော်ဤတောင်မှာတစ်ခွက်များတော့ တစ်ပတ်နဲ့ချင်းဆင်းပြီးတော့စစ်ဆေးရပါတယ်။ထူးခြားဖြစ်စဉ်ပေါ်ပေါ်လာပါကလေကျွန်တော်တို့အုတ်ချွေရသည်စကိုင်းတိုင်းအတွင်းရှိတစ်ကွက်များသောအရေးပေါ်ဆင်းရပါ ಹೊರೆ ။အရှိကသာတွင်ရင်းခဲကျွိုင်းငို့နာမဲကုန်းချောင်းစင်ကူအင်းတောင်ကြောက်တောင်ဟင်းသာမြတ်တောင်ကျွိုင်းတစ်တော်များဖြစ်ကြပါသည်။ကျွန်တော်၏လုပ်ငန်းများမှာ ရာသီမွေမြင့်ချောင်းနှင့်သောတွင်သို့သွားလာရသည်ဖြင့်ကျွန်တော်ဝါသနာပါသောတစ်ခွပမ်းမင်စုတော်ကြီး ဈေးပင်ဝါပင်စုဆောင်ခြင်းနဲ့အမဲလိုက်ခြင်းတို့မှာလုပ်ငန်းနဲ့ဆက်ဆံတဲ့တဖြစ်ဝါသနာပါရလုပ်ငန်းဖြစ်လာပါရယ်ကျွန်တော်တို့တက်တော်ဌာနတွင်လက်နက်များအနေဖြင့်ဘရဂျီယာနိုင်ငံတို့တလုံးလုံးပြောင်းချော်ဂါနီယာသနာတသမာ၃ထုံကြသောအမေရိကန်နိုင်ငံလုံးပြောင်းရှေ့ရိုက်ဖက်သနာအင်္ဂလန်နိုင်ငံလုံးမောင်ဖုံနေစိုင်ပေါင်နှလုံးပြူသနာတကြီးသနာဟုလည်းခေါ်တယ်သနာများလည်းရှိပါရယ်ကျွန်တော်ကြိုက်ဆောင်သည်ကတော့ ဘရဂျီယာနိုင်ငံလုံးတသမ3ခု nga မဂနာရိုင်ဖယ်ကြီးဖြစ်ပါ रे ရန်ကန်ရပြင်းထန်လာပြီးစင်မစဲပြောင်းဆိုင်တမင်းတရေတောဝယ်နေခြေဒီစစ်ချလက်ချပြစ်ခတ်နိုင်ပါ रे ကျွန်တော်တွင် အရေးပေါ်အနည်းကသုံးပြည်နံတွင်အင်္ဂလန်နိုင်ငံလုံးစမစ်အန်ဝက်ဆန်ပြောင်းလို့6လုံးမျိုးသနကလေးလည်းရှိပါသည်အသံကျလောင်း၏အနည်းကပြစ်ခရာတွင်ထိရောက်မှုရှိပါ रे သို့သော ြောင်းလို့တနာဖြစ်သည်ပြီလက်ကြည့်မှုရှိမှသာပြစ်မှတ်ကိုထိမှန်နိုင်ပါ रे ကျွန်တော်ဤလက်ရောက်အရာရှိဒေါအိုဇော်မင်းကတော့နှလုံးမျိုးကိုလက်တွေ့ပါ रे သူ့လက်ဆွဲတော့စိုင်ပေါင်းနှလုံးမျိုးတနာအားနှစ်ချက်ဆွဲရင်းနှကောင်တေချာပေါက်ရက်တက်ပါ रे ကျွန်တော်ဤတပြေကျော်လက်နှစ်ဆက်စည်ရေးကလေးကျော်စင်ဝင်းကတော့ကျွန်တော်ကိုယ်တိုင်ဝိုင်း21စီမီအော်တိုငှက်ပြတနာကလေးအားပြီးထားတော့လေကင်ခဲ့ပါ रे သူ့လက်ဆွဲတော့ငှက်တော်မရှိရှိလာပြီးတော့ ခြုံမြနေသည်ကြွေးကြူလောက်လေးကွာနေကသာမျိုးမှာနမကြီးပပဲဆရာအုပ်ချက်ကြီးပပဲဘုံထွဲရှစ်လက်မှခကြီးအမဲလိုက်ထမြောင်ကုန်တာကင်ဆောင်လေးရှိပါတယ်ယနေ့မနေ့တန်တော်တော်အဖွဲ ARI မြေအရှိပဲခံသူကူပြီးတော့ရင်ခံကျိုးဝိုင်းစုံစုံအကွက်ကြီးအမ30တော့သွားရောက်စစ်ဆေးရမည်ဖြစ်ပါတယ်ကျွန်တော်လေတောအုပ်စုံမီတို့တတော်ဝန်အိမ်မှာကမ်းလာတော့မနေ့စစောယူနီဘောင်းဝင်ပြီးတနတ်ထင်ကစင်းကြပြီးတော့မနေ့9နိုင်တွင်ရွှေကန်းတော်လက်ဖက်ရည်ဆိုင်တွင် ချင်းဆိုထားသည်တိုင်းသွားရောက်ကြရတပြည့်ကျော်ကျော်စင်ဝင်ကအသင်ဆောင်ကြုံနေပါ යි သူအပြင်အတွင်းကအင်ဂျီမပါပဲနဲ့ကချင်အင်ဂျီရင်ခွဲကိုသာဝတ်ထားပြီးတော့အောက်တွင်ကာဝန်လလုံးပစိုးလလုံးအကွက်မပါတော့သောလုံကြီးကိုဖုံးကြီးသဲမိုင်လိုလှည့်ပြီးတို့တို့ဝတ်ထားသောလူတူဦးလည်းတွေ့ရပါ යි အသက်က40ကျော်ကကရုံးစရောင်စမင်းနဲ့အရက်ပူတော့လဲဘလကောင်းပါ रे သူတွင်တရွတ်ကြီးကြီးဓာရှိကြီးတချောင်းကိုလည်းနောက်ကျော်နေတယ် ပလိုင်းတစ်ခုနဲ့တူဆလွယ်သွားရင်လွှဲထားပါရည်ဆရာတို့လာကြပါထိုင်ကြပါဦးဘာဆမ်းပါလဲကျုပ်ထမင်းကြောင့်နဲ့မလိုင်းလက်ဖက်ရည်ပဲမလားသူကကျွန်တော်ရဲ့မိတ်ဆွေကိုအင်းနေပါ မနေ့ကညနေကမှကျွန်တော်အင်းကိုရောက်လာလို့အိမ်မှာအိတ်ခိုင်ပြီးတော့ဒီနေ့မနေ့မှာတောဆင်းကြမှာမလို့ခေါ်ထားတာပါသူက ရင်ငယ်တောကြီးထဲမှာမှွေတာတားကောင်းအရှာရမ်းတော့ပါရည်အမဲလိုက်မုတ်ဆိုးလဲလွတ်ပါရည် မုတ်ဆိုးအဖွဲကငားရင်လည်းလမ်းပြပါရယ်တပွဲစားအင်းဒီလို့လည်းခေါ်ပါရယ်သူလမ်းပြရင်သားကောင်မရတဲ့နေ့မရှိဘူးဆရာကိုနီဒီအဆရာကြီးကတစ်တော့အေးပိုင်ဥနေအောင်နဲ့တော့ကိုစော်မင်းပါကျွန်တော်ဆရာကြီးပေါ့တော်ရဲတောင်းလဲကိုသွားနေကြအမဲလိုက်မုတ်ဆိုးရီအတွေ့အကြုံများပြီးတော့ဒေါ်ကောင်မောင်းဆုံးပြစ်ဖူးပါရယ်ဆရာတို့ကိုတွေ့ရတာဝမ်းသာပါရယ်ငါကလည်းတော့ပြုံကြည့်အောင်ပဲကိုရင်ကြီးက တပွဲစားမဟုတ်ဆုံးကိုကချင်လူမျိုးထင်ပါတယ်။နာမည်ကတော့ဘိုးဆန်တယ်လို့ပဲနော်။ကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ကြပါရဲ့။သူ့လက်ကြီးမှာကြီးမားပြီးတော့အတော်ကြမ်းတမ်းတန်ပါပါရဲ့။အသားကတော့နှိဆက်စားကျင်းနီရောင်ပေါင်နေပါရဲ့။ရာသီဥတုအမျိုးမျိုးတန်ကိုခံနိုင်သည်လူစားမျိုးဖြစ်ပုံရပါရဲ့။ငါ့ကိုလွတ်လပ်ရက်ခါစားရောင်စုံသုံးချောင်းသူတွေထကြသုံးချောင်းစဉ်ကာလမိဘတွေပုံအောင်နေတော့ကအင်မင်တော်ထဲမှာမွေးခဲ့တာ။ အဲ့ဒီအချိန်ကနှွေနောင်ပိုင်းအပင်တွေရွက်နှုတ်ဝင်နေချင်းအင်မင်ပေါ့နီရဲတွေကြားထဲမှာမွေးခင်တာမလို့အင်းဒီလိုငှောက်အောင်နာမည်ပေးခင်ကြတာဒါနဲ့တပွဲစားဆိုတာကရောဗျဘလိုမျိုးခေါ်ရလဲတပွဲစားဆိုတာကဒီလိုပါငါအွေရောက်တာနဲ့မိဘကိုကူညီရတယ်အဖေကချင်းခုန်သမားငါးရှာဖားရှာတော်ထဲမှာတစည်းတည့်ရွှေရှာတယ်အမေကခေါင်းရွယ်ပြတ်ထူကြီးတယ်ငါအွေရောက်တာနဲ့ အဖေအမေနဲ့တူကြောရဲတောင်ထဲမှာကျင်းတဲ့နတ်ဆက်တော်ရာပဲငါတော်ရဲတောင်ထဲမှာမွေးလို့လာမသိဘူးတောတောင်ကိုချစ်တယ်တောတော်ရေးဆံတွေကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့ဒီတောကောင်ရဲ့အသားကစားလို့အရသာရှိတာမလို့ငါငယ်ကလေးကလေးခွက်ကင်ပြီးတော့ငှဲ့လိုက်ပြတယ်နည်းနည်းကြည့်လာတော့ဒူးလေးကိုကင်ပြီးတော့အမဲလိုက်တယ်တောကောင်သားရောင်းလို့ရတဲ့ဝင်ငွေကအမေအသေးရွယ်ခူးပြီးတော့ရောင်းလို့ရတဲ့ဝင်ငွေထဲပို့ရတယ်လေတောဆောင်တာတောင်ဆောင်တာတွေက တောထဲမှာမွေးခဲ့တဲ့ငါကိုချစ်လို့အထူးအခွင့်ရေးပေးထားလာတော့မသိဘူးတောထဲကိုဝင်လာနဲ့တောကောင်မရတဲ့နေ့ဆိုတာမရှိဘူးအကောင်ငယ်ရနဲ့ကြီးရပဲကွာတယ်ငါလည်းတောထဲတောင်တွေကိုရောက်လာနဲ့ဘုံမစိုးရုပ်စိုးတွေကိုစားဥစားပြားနဲ့ပူဇော်ပသလေးရှိတယ်ကျောတော်ဆိုတော့ကငါရဲ့အမိဖဆိုလေမန္တာပဲလေကွာအဲ့ဒါကြောင့်လားမသိဘူးတောထဲတောင်တွေကိုရောက်လာနဲ့မူချင်းပဲအနားမှာရှိတယ်လေပြောင်းအောင်ပဲပြန်မှာရှိတယ်လေတောကောင်တွေ ဘယ်ကြောင်မှရှိတယ်လဲဆိုတာကိုငါအလိုလိုသိနေတယ်။အခုအသက်ကြီးလာတော့အမဲလိုက်အဖွဲတွေကငါ့ကိုလမ်းပြငားကြတယ်။အမေရမရှိရကြတယ်။ဒါကြောင့်ငါ့ကိုတပွဲစားအင်းလေးလို့ခေါ်ကြတာပါ။ကိုအင်းနဲ့တွေ့ရတာဝမ်းသာတာဗျာ။ဒီနေ့ကျွန်တော်တို့အဖွဲတွေရင်းငယ်ကျိုးဝိုက်အကွက်ကြီး30ကိုစစ်ဆေးဖို့ကြွားကြမှာပါ။အဲ့ဒီမှာတစ်ခိုးသမားတရင်လဲရထားလို့တောင်းဝင်ပြီးတော့အမဲလိုက်လိုက်ချင်းတယ်။အချင်းကတိတ်မရဘူးဆိုတော့တိုးကောင်ပြန်နားမှာရှိတယ်လဲဆိုတော့ တေချာပေါင်းသိမှဖြစ်မယ်အဲ့ဒါကိုရင်ဒီလမ်းပြပေးနေမလားအဲ့ဒါကငါအလုပ်လေးငါ့ကိုလမ်းပြခါတော့ပေးရမယ်နော်ဟုတ်ပါပြီပေးပါမယ်ဘယ်လိုပေးရမှာလဲပြောပါဦးတော့ကောင်ရရင်ငါ့ကိုနရွက်တယ်လေပေါင်းတစ်ချောင်းနဲ့ငွေတရာချပေးရမယ်တော့ကောင်ရရင်တော့ငါပေးရမယ်နော်နရွက်တယ်လဲဆိုတာပါလေးပြကျန်တော်တွေကတော့နားလေပါလေနရွက်တယ်လဲဆိုတာက ရလာတဲ့ဒေါကောင်ရီရဲ့နရွက်ကို နောက်ပြန်လဲချလိုက်။ရောက်တဲ့နေရာခေါင်းအောင်ပိုင်းလက်ဘင်းကိုငါဖြတ်ယူမယ်။သုံးကောင်ရရင်သုံးကောင်ဖြောင်းမယ်။ကျင်းရသလား။ကျင်းရပါလေ။ကဲမဟုတ်စားလက်ဖက်ရည်တော့ပြီးတော့သွားကြတာပေါ့။ကျွန်တော်တို့စားတော့ကြပြီနော်။စိတ်ကန်းတို့ဆင်ကြပါလေ။စိတ်ကန်းနိုင်စေးလေးကြော်စင်ဝင်အသည့်စီစဉ်တာတော့ယူဖို့ကလေးကစောင့်နေပါလေ။ကျွန်တော်တို့ AR မြင့်အရှိပြကန်းတို့ကူးခဲ့ကြပါလေ။စောင်းကော ရွေကူးကာလာဖြစ်၍လေယူးကမြူးနေပါ रे မတော်ပေါ်လေစထွက်တဲ့နေ့မြစ်ပြင်ကိုဖြတ်တန်းတိုက်ခတ်လာသောလေနုလေအေးကလေးကကျွန်တော်တို့အားကြည်နူချမ်းမြေ့စေပါ रे ဆက်ငါမနေကအကြတွင်တစ်ဖက်ကန်သို့ရောက်တော့ကမ်းမပေါ်တွင်ဖော့မျိုးစာကောင်းတော်တစ်တိုက်ကားကြီးကအစင်းသိမ်းဆောင်နေပါ रे ကျွန်တော်တို့ချောင်းမိုင်ကျော်ကဝေးသောအကွက်ကြီး30သို့ဆက်လက်ထွက်ခွာလာခဲ့ကြပါ रे တချို့ဒေါ်လာပြည်ပြီးလမ်းကကျန်ပါ रे ချောင်းမိုင်ကျော်ကခရီးကို တနိုင်ကမောင်းရပါတယ်။ဖုံးလုံးကြီးကတော့အနောက်ဘက်တွင် အလိုက်လိုက်ကျန်ခဲ့ပါတယ်။အကွက်ကြီး30ရာတော့ကျွန်တော်ခိတာနားကြပြီးတော့တစ်လုံးကစစ်စစ်ရပါတယ်။ဆင်များကျွေးများဖြင့်တစ်ဆွဲပြီးတော့တစ်ကကြီးများပေါ်တော့တစ်တင်နေကြပါတယ်။ကြောင်းရင်းပဲမှလည်းတစ်ခုံတန်းတစ်ပင်လဲတံများကိုကြာနေရပါတယ်။တစ်လုံးများကားတင်ရေးချပြီးတော့ဖောင်းဖွဲ့ပြီးရွှေလီမြင့်ပါတစေ။ AR မြင့်တွေကိုမျောချပြီးတော့ကတာမျိုးနဲ့ မင်္ဂလာမျိုးများတို့တင်ပို့ရခြင်းဖြစ်ပါတယ်။တစ်ခိုးသမားများတထင်အားစုံစမ်းရ။တိတော်ထာတာမှာခုတ်လဲပြီးတင့်များအားညပိုင်းတိုင်းဖောင်ဖွဲ့၍ခူးယူနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။လက်နက်များလည်းပါကြောင်းသိရသဖြင့်ညပိုင်းအဆောင်ချထားရန်ကိစ္စအားလက်လျှော့လိုက်ရပါတယ်။ရဲအဖွဲ့နှင့်တစ်လုံးကအဖွဲ့ပေါင်း၍နေနှင်းမှသာဖြစ်နိုင်ပြီမည်။ချို့တို့လည်းအစဉ်စဉ်ညနိုင်ရပြီးအုံလုံးမည်ဖြစ်ပါတယ်။တိတော်စကံကကျွန်တော်တို့အားနှိမ့်လေစွာကြွေးပါတယ်။ ခြေသားဟင်းနီချောဟင်းရွက်ကျော်စင်မျိုးသည်ချင်းဟင်းဟင်းတို့ဖြစ်ပါ रे ကြော့စာ တောင်စာဖြစ်တော်လေလက်ရပြောင်းရင်စားကောင်းပါ रे ဒါမင်းစားပြီးတော့လေအခါကြီးကြကြနေခြေသားခြောက်ဖုန်နေလက်ဖက်တော့ကိုစားရပြန်ပါ रे ကိုင်းနီအလောက်ကိစ္စတော့ပြီးပြီဗျာနေမိုးတက်တော့အချိန်နဲ့သိမ့်မရတော့တောကောင်တေချာပေါက်ရအောင်ဘယ်တောကောင်ဝင်ဘယ်ကောင်ရနိုင်မလဲသာပြောပါတပွဲစားကိုင်းနီကခေါင်းကိုမော့ပြီးလေထဲတွင် အနံ့ခံပါတယ်။ပြီးနောက်မျက်စိမိတ်ဝေစဉ်းစားပါတယ်။ခဏကြာတော့မှအကွက်ကြီးလေးကိုသွားမယ်။အကွက်အလယ်မှာကငင်မြူပင်ကြီးတပင်ရှိရယ်။ကငင်မြူကြီးအောင်တာကညောင်မုတ်ဆွေမြူကြီးအရှိပဲမှာ။တုံးတုံးကပြောတော့ရှိတယ်။အိမ်နာမှာဝဲလူအိုင်ရှိတယ်။တောဝဲရရွှေလုံးနေတယ်။ပြစ်မယ်မလား။ဘာကောင်းရင်ပြစ်မယ်လေ။တောဝဲဆိုရင်ပူရောင်းကောင်းတာပေါ့။နွေးပေါက်ရတယ်မလို့တောဝဲကရှာတော့ ကြောဝဲတော်မစားလဲကြပြီကဲအဲ့ဒါဆိုလဲသွားကြစို့ဆရာတို့တေချာပေါ့ပြည့်ရစီမယ်ကျွန်တော်တို့တိတိုက်ကားကြီးပြင်ပြန်ခဲ့ကြပါတယ်တက်တော်တွေကထွက်မှာတပေါင်းနေမှာပူပြင်းလာပါတယ်ကြောထဲမှာတော့သိရဝါရေးကြောင်းအီးမြနေတဲ့ပြင်မသိတာပါတက်ခိုက်လာတော့လေကလည်းဖုံးဖို့များနေတူပူပြင်းနေပါတယ်အကွက်ကြီးခုံတော့မြောင်ပြီအကွက်ကြီးရှေ့ကိုအစုံလိုက်ကိုယ်အင်းကြီးကကားကိုရက်ခိုင်ပါတယ်ကျွန်တော်တို့ တနတ်များကိုထမ်း၍လမ်းလျှောက်ရပါ၏အကွက်ကြီးခွန်အဆက်တို့ရောက်တော့ကိုင်းနီကရှစ်ကဥဆောင်ရေးတော်ရဲကိုဝင်ပါ၏နွေဦးပေါက်ကာလာဖြစ်ပြီးတည့်ရွက်ချင်းများကတစ်တော်ရနိုင် ပြန့်ကျဲနေပါ၏ကိုင်းနီကဖနက်ဝှမထားသဖြင့်ခြေတံလုံးတော်လေးကျွန်တော်တို့ကဒေါ်စီဖနက်များရှိသားသဖြင့်တည့်ရွက်ချောင်းနဲ့တိတ်ကိုင်းချောင်းများအားနေမိတိုင်းအတန်ထွက်နေပါ၏ထို့စဉ်ကိုင်းနီကခိတ္တရလိုက်ပြီးရောရှရုကမုတ်ဆိုးရီဆို ဘာကြောင့်ခြေတံမလုံးလာလဲခြေပြားချပြီးမှတလန်းချင်းဖြည်းဖြည်းနေမှာငါနဲ့ခက်လက်လန်းကလိုက်ခဲ့ကြဟိုရှိမှကငင်ပြူပင်ကြီးကရှိတယ်နင်းနေပြီတတိထားပြီးတော့ရှောင်ကြပါသူဆက်သွားတော့ကျွန်တော်တို့နောက်ကတဖြည်းဖြည်းလိုက်ရပါတယ်သူပြောတော်လို့ပြအောက်ချီရှင်းတော့တောဖြစ်တဲ့ဖြစ်လွတ်နေဖက်ကရှိကငင်ပြူပင်ကြီးကိုအဝေးမှပြင်လမ်းမြင်နေရပါတယ်တပွဲဆိုင်အတွေ့အမြင်လားရင်ငယ်တော်ကြီးအနံသူရောက်ဖို့တဲ့ဖြစ်တိနေတော့ကြောင်လာမသိပါ သူပြောတော်ပြီကငယ်မကြီးအောင်တယ်လေကြီးမာတော့ညောင်မိုးစိတ်ပင်ကြီးကိုလည်းမြင်ရပြန်ပါတယ်ကိုရင်ဒီကညောင်မိုးစိတ်ပင်ကြီးအားကပ်၍မျောကြည့်နေကျွန်တော်တို့ကကောင်းကြီး၍အချက်ပြပါတယ်ချက်ချင်းပင်ကျွန်တော်နဲ့ကိုစော်မင်းတို့ကိုရင်ဒီကအလဲထားပြီးလက်ဝဲလက်ရာဖြန့်တယ်ပါတယ်တော့ဝဲပြစ်မိဖြစ်ပြီကျွန်တော်တို့အတွေ့အကြုံရပင်စီကြည့်ပြီးတော့အကာအွယ်ကောင်းစီတစ်ပင်များကိုရှာပြီးတော့နေရာယူလိုက်ကြပါတယ်မမသည်ကိုရင်ဒီကြွေး နမိတ်ဖောက်ခဲ့သလိုပင်အရှိပဲတောင်းကပြောအနေရှိဝက်လူအိုင်တွင်တောဝဲမလေးကောင်ရှင်လုံးနေပြီးတော့ဝက်တော်ကြီးကကုန်းပေါ်တွင်ပတ်ချလက်ရွေးကင်းဆောင်နေပါတယ်ကျွန်တော်တို့အချိန်မဆိုင်တော့ပါနေရယူပြီးဒီနေ့အသေးချာချိန်ပြီးထုံးစံတိုင်းကျွန်တော်ကဝက်တော်ကြီးကိုသုံးခုကမဂနက်ဒရိုင်ဖယ်ကြီးပြည်လကောင်ကိုစောမင်းကသူ့ဤလက်ဆွဲတော်ငါရနှလုံးပြုပြည်လကောင်ချိန်ပါတယ်အသေးဖြစ်ဒီနေ့ကျွန်တော်ကအချက်ပြလိုက်ရဒါနိုင်ဟူသော တနတ်တန်သုံးချက်ကြားလိုက်ရပြီနော်။ဘွက်သိုးကြီးမှဖင်ထိုင်လေးကြားပါရီ။ဘွက်မှာနှက်ကောင်ပါတော့။ရွှေရနေနိုင်တဲ့ကြားသွားပါရီ။ကြက်ဘွက်မှာနှက်ကောင်ကထ ảo ၍ပြေးပါရီ။ကျွန်တော်ဤပြစ်ချက်မှာတေခွင်းကိုထီရမတူ။ကြိုက်တရာတွင်ပြစ်မှဖြစ်တော့လေ။ဘွက်သိုးကြီးမှရုတ်တရက်လှုပ်ရှားလိုက်သည်ဖြင့်ကျွန်တော်ချိန်ထားသောနှလုံးနေရာရှစ်လက်နောက်သို့မထိပဲနဲ့ဝမ်းမိုက်အားမှန်သွားပုံရပါရီ။ဘွက်သိုးကြီးမှာမိရာကောင်းလွဲကြီးတဲ့ဘွယ်သဟုံလိုပြေးချလာပြီးတော့ကျွန်တော်တို့တသန်းသမန်သူဦးအလဲ ညောင်မုတ်စိပင်အောက်တွင်ရက်နေတော့ကိုဝင်နီကပြေးပြစ်ပါရင်ကိုဝင်နီကလည်းလင်းမြန်စွာပြီးသူ့ရှိတွင်ကိုင်းချနေတော့လက်မောင်းလုံးကန်ရှိညောင်မုတ်စိန်ကခုံရွေးဆွဲလိုက်ခြင်းညောင်ကိုင်းမှာကိုဝင်နီကိုလေးကျင်ကြောင့်ညွန့်ကြလိုက် ပြန်တက်လိုက်ဖြစ်နေစီဖွက်သူကြီးကပြေးထူပါရင်ကိုဝင်နီကရှော့ပါရင်ဖွက်သူကြီးကလည်းမပြေးပတ်ချလက်လက်ပြီးတော့ချောင်းနေပါရင်ချိုးစင်ကျွန်တော်နဲ့ကိုစော်မင်းကတနမြကြီးတိလည်းပြည့်ရန်ချိန်နေလိုက်စီ ဆရာတို့မဖြစ်နဲ့မဖြစ်နဲ့ငါမှန်လိုက်မယ်အသာနေကြပါငါဖာသာငါလုပ်မယ်အသင့်ဆောင်နေကြဖြောချင်းကိုရင်ဒီကသူ့နောက်ကျော်ရင်လွှဲထားတော့ဒါပဲကြီးကြီးဓာရှိရဆွဲထုတ်ပြီးညောင်ဝိုင်းပြန်ကြဝက်တော်ကြီးကသူ့ကိုယ်တွင်တအားကုန်ခုတ်ချလိုက်ပါ ਈ သောဝကြီးကောင်းနေတန်ရရရွေထွက်ပြေးတော့မှကျွန်ုပ်အသေးချချင်ရင်ချက်ကောင်ကိုပြစ်ချလိုက်ပါ ਈ ဝက်တော်ကြီးပြေးတော့အရှင်ကျွန်ုပ်ဤကြည်ရှင်တို့ကြောင့် တပတ်လေ၍ရောတိုက်ပစ်ချသွားပြီးတော့ကញင်မျိုးကြီးအားကောင်းဆိုင်၍လဲပါရီသူချင်းကြမှာကိုယ်နေမှာညောင်ခဲကလက်လွေပြုတ်ကြလာပါရီမတော်ဘွဲစားလုတ်လာတာကြာပြီ အခုလိုတခါမှဝက်လိုက်မခံရဘူးတော်တော်ညံ့နေဆရာတွေပဲဟောဗျာသူကျွန်တော်တို့ကအပြစ်တင်တော့လဲကျွန်တော်တို့စိတ်မဆိုးရပါသဝတ်ထားတော့ကောင်းဝင်လို့ပစိုးလို့လို့ဟာကြီးက ဂွေလုံးကျွကြသပြီးအလင်းများစောင့်ကြောင့်ထိုင်ချလိုက်စဉ်တသက်လုံးဖိုးသောမြတ်ကုန်းခါမပေါ်ဟုသောရှီယိုစကားတိုင်းသူငယ်ပါငေါတောက်မြင်နေရပါ ಳಿ ကျွန်တော်အားလုံးအောက်အီပြီးတော့ထိန်းသားတင်ကြကားပြီးမှထိန်းနေတော့ပဲနေအားရပါရရေမိကြပါ ಳಿ ကိုရင်ဒီမှာတစ်ဖက်သို့လဲ၍မတ်တရပြီးတော့ကျွန်တော်တို့အားကြောပြီကသူကြီးကောင်းဝင်လို့ပစိုးလိုလိုဟာကြီးကကုန်းကောင်ကြီးခါတွင် ပြန်လဲရစ်ပတ်ပြီးတော့ပြုတ်ကျသွားသောမင်းကြီးဆီလိုက်နေကိုရဘူးတို့အားကောက်ပြီးခါးတွင်ပြန်လိတ်လိုက်ပါရင်သူခါးမှာကျွန်တော်တို့အရေးရပြီမျက်နှာဘိုးတတ်ပြီးတော့ကိုရင်ဒီစိတ်မရှိပါနဲ့ပြုကျွန်တော်ပြစ်တာချက်ကောင်းပြီပေါ်တိုကြီးကရှေ့ကိုရွှေ့လိုက်တော့ထိကျလွယ်သွားတာအမတန်ဖြစ်ခဲ့တယ်ဗျာနောက်ပြီးတော့ရန်ခုံနောက်ကိုလိုက်မထိုးပဲနဲ့အလဲရခမားကိုရွေးထိုးတာတော့အံ့ဩစရာကောင်းနေတယ်ဗျာနော်ဟုတ်ပါရဲ့ ငါလည်းမကြုံဘူးပါဘူးဒီတခါအဖြစ်အပျက်ကအကျော်ဆူတာပဲငါတခုခုမားသလားမသိဘူးတောဆောင်တော့တောင်ဆောင်တာတွေကိုတော့တောင်းမရအောင်ပဲတောထဲမှာမွေးရပါပေါ်သွားတာကိုကျွန်တော်ခိတထာရဲ့အနားယူကြရင်ရေဘူးကိုမော်ရီတောက်နေကြစီကိုင်နီကပေါ်တော့ကြီးနရွက်နှစ်ဖက်အားဖြတ်ရွေးလကောင်းအမီးပြားဖြတ်ရွေးလကောင်းအင်မပြစ်ထုတ်ပြီးတော့ကညင်မြူမီကြီးအောင်တွင်တင်မြောက်ပတ်သက်နေပါရင်ကျွန်တော်ခါကြတယ်မှာမီဂျီနီဆေးလိုက်တို့ကို ထုတ်ပြီးတော့မီနီရွေးဖွာပါတယ်။ဆက်လိုက်ဖွာနေစဉ်တက်ဆက်တဲ့900ဘူအထုတ်ရဲ900နေပြန်ပါတယ်။ကိုယ်နေထိုင်ပြီးအလားယူနေစဉ်ကျွန်တော်ကြော်စင်ဝင်ကိုစုံမင်းနဲ့ကားဆရာတို့ကဝက်မာနကောင်အားကောက်ပြီးဝက်တတုတ်ကဘောလုံးရွှေရီထမ်းပြီးတော့ကငင်မကြီးအောက်သူရှူထားစဉ်ကိုယ်နေကမနိုင်မနှင်းပြေဝက်တော့ကြီးအားကုန်းရီထမ်းပါတယ်။ပိတ်တာ60ကြောမြရှိမိဖြစ်တော့ဝက်တော့ကြီးကိုတုံမနိုင်ပါရှာရော ဝတ်တော့ကြီးကိုငါပခုံးပေါ်ကိုတင်ပြီးငါတယောက်လည်းထမ်းမယ်မလုပ်ပါနဲ့ကိုအင်းကြီးရေကျွန်တော်တို့တစ်ခေါက်ပြန်လာထမ်းပါမယ်မရငါထိုးတယ်ဝက်ငါနဲ့အောင်ထမ်းမယ်ကျွန်တော်လေဦးဝတ်ကြီးခြေလက်တစ်ဖက်စီကိုမပါပြီးကိုအင်းကြီးရဲ့ပခုံးပေါ်ကိုတင်ပြီးရအလွန်သားမှတောက်တင်သောကိုအင်းကြီးကဝတ်တော့ကြီးကထမ်းချသွားပါတော့ကျွန်တော်လေဦးဝတ်မနကောင်ကိုတိတ်ွက်ကြီးခွန်အပြင်ပဲကာလာမအဆတ်တော်ထမ်းပြီး ချထားတော်လဲကိုအင်းကြီးကတက်ွက်ကြီးအမရှိအဆက်တွင်ရထားသောကားပေါ်သို့အရောက်ထဲမှုခြင်းဖြစ်ပါသည်ကားဆက်ကပြေးလိုက်သွားပြီကားကြီးကိုကျွန်တော်အနီသို့မောင်းပြီးတော့ရွှေ့လာပါသည်ကိုအင်းကြီးအပင်မန်းခံလို့ဗျာကားလန်းစားရောက်ရင် ကားရွှေ့ပြီးတော့တင်းရုံပေါ့အခုတော့ဗျာအဝေးကြီးကိုထွန်းသွားပြီးတော့တင်းရတယ်လို့အံ့ရောဗျာရတယ်ဆရာအမြင်ကတ်လို့ငါလှုပ်လိုက်တာအပတ်မကြည့်ပါဘူးကျွန်တော်ဟုတ်များကားပေါ်သို့တင်ရင် လာလန်းအတိုင်းပြန်ခဲ့ကြပါရင်ညနေလဲဆောင်းနေပြီရှင်ကပို့တဲ့နီမတော်ရင်အလွတ်ယုံရှိသူအရောက်နိုင်ကားအရက်စီပြီးတော့ကျွန်တော်ကဝဲမတကောင်ကအလွတ်သမားများစားရံတွေချခါရကျော်စိန်ဝင်းကချပေးနေစဉ်ကိုင်းနီကားပေါ်မှာခုံဆင်းလာပြီးတော့တပါရီကိုင်းနီဘာဖြစ်လို့လဲဖွက်နကောင်တော့ကြံသေးတာပဲခမားကြက်ရကောင်တကောင်ယူနေပါရီငါမယူစရာငါပြောပြီကောဖွက်သုံးကောင်ခေါင်းသုံးကောင် ပေါင်သုံးချောင်းနဲ့ငွေ300ကျရမှာဖြစ်မယ်။ကျွန်တော်လည်းမတားတာတော့ပါ။သူလို့တမရကူတာထိုင်ကြည့်နေရပါရဲ့။ကိုင်းဒီကဝက်နေရတဖက်အားနောက်တော့လန်ချရွေးတိုင်ပါရဲ့။ပြီးနောက်နရွက်တလဲလေးရွာပွက်လက်တိုင်အားသူဤချက်မြလာတော့ကြာကြည့်ပြီးတိတိကျကျဖြတ်ယူပါရဲ့။ပေါင်ရင်အားလည်းဖြတ်ယူနှချမ်းခွဲကပေါ်ရချမ်းကူတာယူပါရဲ့။အမန်းစာတွေတဖက်နဲ့တဖက်အလုံးညီမြပါရဲ့။ပူလဲမယူလူလဲမရတော့ တပွဲစားမဟုတ်ဆိုအိန္ဒိယကျွန်တော်တို့သဘောကျလာပြီးဝိုင်းကြည့်နေကြပါတယ်ကိုင်းနီမနေ့ပြန်လဲတောလဲကျင်သေးတယ်ခင်ဗျာဒီနေ့ညတော့စာရင်တော့ရင်းနဲ့ကျွန်တော်တို့အစီအမပဲအိပ်ပါမရဆရာငါအိမ်ပြန်ပြီးတော့ဝက်သားတွေကိုပို့ရအောင်ပဲငါမိမနဲ့ငါသမီးကညော်နေပါမနေ့စောစောငါပဲအချိန်ဘယ်လိုလာမလဲငါရောက်လာမယ်ဒီမှာတော့မအိပ်နိုင်ဘူးကျွန်တော်အဖွဲစိတ်ကမ်းမှာဆင်းရွေး အနောက်ဘက်ကံတော်မတော်ဘုတ်ကလေးပြီးကူးခဲ့ချပါရီချုံးစားနိုင်ပြီတက်တော်ဝန်းအိမ်တို့မပြန်ကြတော့ဘဲနဲ့လို့လို့များပါပြီကန္နလန်ဘူတဲတို့ဖွင့်ကတညလုံးချက်ပြုတ်စားတော့ရန်ပြင်ဆင်ပါရီချို့စဉ်ကျွန်တော်ဤတပြေးထမင်းချက်အောင်ဘူးသူရတို့ခေတော်ပြန်သွားရမှာပြန်လဲရောက်ရှိလာသဖြင့်အလုံးအစင်ပြေသွားပါရီအောင်ဘူးမှာအချက်အပြုတ်လဲကြော့ပါရီကားလဲမောင်းတက်ပါရီကြော့ကုန်များဖြတ်ခြင်းကိုကျွမ်းကျင်သလုံးအမဲလက်လဲဝါသနာပါပါရီ ို့တော်သူကတနက်ဖြစ်တော့မကြွမ်းကြီးမှာဘိုးတဲ့တွင်ဝက်ဖြစ်ရန်စီစဉ်ကြစဉ်ကိုရင်နီးပြဿနာပေါ်ပြန်ပါတယ်သူထုံဆောင်တိုင်းဝက်ကောင်းများနရက်တော်လဲယူရတွင်ဝက်မများတိုင်းပြဿနာမပေါ်ပေါက်တော့လဲဝက်တို့ကြီးတွင်ပြဿနာပေါ်ပါရင်ဝက်တို့ကြီးနရက်ထိပ်ပြအာဖြတ်တော်ပြီတော်ဆောင်တောင်ဆောင်နှံတွေကိုပူဇော်ခဲ့တပြီးဝက်တို့ကြီးနရက်နှစ်ဖက်တွင် ထိတ်များပြနေပါတယ်စတိတဘောနေတလဲမစီကန်းသာဖြတ်ချင်းဖြစ်တော်လဲသူပြောထားသည် နရက်တလဲဖြက်ရတွင်တလဲမှာခန့်စီရှော့နေပါတော့ရင်ကြောကြောကျွန်တော်တို့ကကိုင်နီအားနောက်ပြန်လို့တပြေးစိုက်ဝေးနောက်ကြပါရင်ကိုင်နီခမရခရီးအတိုင်းပဲနော်နရက်တလဲအထီးပဲဖြက်ဦးပါဘိုးမြူပါနဲ့ကိုင်နီကခရီးတည်တယ်တိတိကျကျပဲအလွတ်လွတ်တာဘိုးမြူပါအောင်ကိုင်နီခမရလည်းနဲ့ခမရချီပဲနော်ကြက်တလို့လောက်ပါကြက်တလောက်ယူပါဟုတ်တယ်ဆရာဆရာတို့စစ်ကြပါ ငါကလေးကိုငါမဖြတ်ပါဘူး။နေရွက်ပြတ်နေလေ။မိရင်းနေအတိကျကိုပဲငါတိုက်ယူမှာပါ။နည်းနည်းမှပိုးမြူပါအောင်စိတ်ချပါ။ကျွန်တော်ကကိုနီယားခင်မီ၍နောက်ပြောင်ပြောချင်းတာဖြစ်ကြောင်းကြိတ်တော့အသားကိုကြက်တလောက်ယူသွားနိုင်ကြောင်းပြောတော်လေ။လွန်စွာသစ္စာရှိ၍ဂရိတီတော်ကိုအင်းဒီကဒဇက်ကလေးများပိုးမယူပါ။အတိကျသာယူပါရင်ပေါ့သုံးကောင်တွင်ငွေ300ကျစားငွေ900ကျပေးတော်လေပိုးမယူပြန်ပါ။ငွေ300ကျကောင်သာအတိကျတောင်းယူပြန်ပြီပြရကျွန်တော်က စိုက်ကားငားပေးမိပြောတော်လဲလက်မခံမြပါသူနေထိုင်သည်နမိုင်ကျော်ကဝေတော်ပထမမြို့သေးတော့ညမိုးချုပ်ကြီးဝက်သားတွဲမြအာပေါ်လုံးရှုထားလဲကုန်းချောင်းရှောက်ကပြန်လေပါ ware ဟုတ်ကဲ့ပါဆက်လက်လေးကတော့ဒီမာရီပြီးဆုံးပြီပဲဖြစ်ပါ रे ခင်ဗျာအစိုးရနေသားဆင်အားပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါ रे ခင်ဗျာ အားလုံးပဲနောက်ဖြူတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ